ချက်သွန့်ဖြူပေါ်တဲ့ရာသီရောက်ပြီဆိုရင်တော့အချင်းစိန်ထားလေးရှိကြပြီမေဘလို့စိမ်မချွတ်ချွတ်လေးနဲ့အရာသာဝင်ပြီးချွတ်ချွတ်ချစ်ချင်းနဲ့ဂရင်းပွင့်စားလို့ကောင်းပါလေဆိုတာကိုတော့သိမသိကြပါဘူးဒါဆိုဒီနေ့အားလုံးကိုလွယ်ကူရိုးရှင်းတဲ့နီလန်လေးတစ်ခုတင်ပြီးသွားပါမေဈေးကဝယ်လာတဲ့ချက်သွန့်ဖြူလက်လက်ဆက်ဆက်ကိုဖင်နဲ့ကောင်းဖြတ်ပြီးအပေါ်ရန်အခွန်ကိုခွာလိုက်ပါမေဒီချက်သွန့်ဖြူလေးကိုပလင်းသက်သက်နဲ့ထည့်ပြီးရင်တော့ချွတ်ချင်းရှာလာကားကြီးကိုချက်သွန့်ဖြူလေးမျိုးအောင်ထည့်ပြီးလိုက်ပါမေ အဲနောက်အဖုံဖုံပြီးမိနစ်20လောက်စိန်ထားလိုက်ရင်တော့ကျပါပြီဒီလိုစိန်ထားတဲ့ကြက်တော်ဖြူကချွတ်ချွတ်ချင်းချင်းလေးနဲ့ကြကြစိန်လေးကျွတ်ကျွတ်လေးနဲ့ပူစားလို့ကောင်းလေးဖြစ်မှာဖြစ်ပါတယ်တနေ့လောက်ထားပြီးစားရင်တော့မှမရှိသွားတဲ့အတွက်လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်ကလေးရဲ့ဂျယ်လီစားခြင်းနဲ့ဆိုရင်တော့တာရှိခံအောင်လှူထားတာတွေဝယ်မကြည့်ပါနဲ့တော့ကျွန်တော်ဒီနေ့အိမ်မှာလှုပ်လို့ရတဲ့နီလန်လေးပြောပြပေးသွားပါမယ်။ကိုတိုင်လှူတာဖြစ်တဲ့အတွက်ပါဝင်ပစ္စည်းစိတ်ချရတဲ့အပြင်တန်ရှင်းပြီးရောကျမကြီးနဲ့ညီညွတ်ပါရစေ။ တရက်တီကိုအခုံခွာပြီးတော့အတုံးလေးတွေတုံးပေးထားလိုက်ပါမယ်။ဥရဲနွားနို900မီလီတခြား20ဂရမ်၊ဂျယ်လီမုတ်50ဂရမ်ထည့်ပြီးတော့အနှဲငယ်ဆူလာတဲ့အထိအရင်မွေးပေးလိုက်ပါမယ်။အဲနောက်လီထားတဲ့တည့်ရည်တီတွေထည့်ပြီးတော့စူအောင်တဲပြီးရဲ့နောက်ဘူးတစ်ခုတာမမဟုတ်ပကံလေးလောင်းထည့်ပေးလိုက်ပါမယ်အေးခံပြီးတော့သူ့လို့လို့ခဲသွားပြီဆိုရင်တော့အတုံးလေးတွေတုံပြီးတော့စားလို့ရပါပြီရေကဲတက်တာတဲ့အေးခဲထားမယ်ဆိုရင်တော့အရသာပိုတိုးစေနိုင်ပါတယ် အိမ်မှာကိုရိုင်းလောက်တာဖြစ်လို့ပိုစိတ်ချချစားလို့ရတာဖြစ်တဲ့အတွက်လောက်တတ်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လောက်စားကြည့်လိုက်တော့နော်ပြောင်မှုစည်းတွေကိုရင်ွေးခနာပြောလိုက်ရုံနဲ့အရသာရှိတဲ့ပြောင်မှုဟင်းလျာတစ်ခုဖြစ်သွားနိုင်ပါတယ်ငွေပြန့်ကြွရတဲ့အပြင်အမြင်လှပြီးတော့စားလို့လည်းကောင်းပါတယ်ဦးရဲရေစူလာရင်ပြောင်မှုစည်းတွေကိုထည့်ပြီး2မိနစ်လောက်ရင်ွေးဖြောပြီးလိုက်ပါမယ်အိမ်နောက်ဆဲထုတ်ပြီးရင်တော့ရေစစ်ပေးထားလိုက်ပါမယ်အေးသွားတဲ့နောက်မှာပြောင်းကုန်မုံနှစ်စုံထည့်ပြီးပြောင်းမှုစီတိုင်းမှာကုန်မုံတွေကတ်သွားအောင်လို့လုပ်လိုက်ပါမယ်။ ီလိုမျိုးတဆေ့ချင်းစီကွဲထွက်နေရင်တော့ရှားပါပြီ။စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ဦးရေထဲကျော်ပြီးထက်ထဲ့ချင်းမှာပဲအသားကျကျက်သွားအောင်လို့ငင်းငိမ့်လေးပဲထားလိုက်ပါမယ်။ရှီဝါရောင်တန်ကြွရအောင်ကြော်ပြီးပြီးရင်တော့ဆေးထုတ်လို့ရပါပြီ။ဦးရေစီအနေငယ်နဲ့စားပေးဦးအငံအနှစ်နှစ်စုံထည့်ပြီးတော့မိအေးအေးနဲ့အမြုပ်ထားလောင်ကြော်လိုက်ပါမယ်။အဲ့နောက်ပြောင်မှုစီတွေကိုထဲတမအောင်ဝေကျော်ပြီးစက်တော့မိန်နှုတ်ဆင်းဖြူပေးလိုက်ရင်တော့ရပါပြီ ဘဲဦးအငံရဲ့ခက်ခက်ငံအရာသာနဲ့ပြောင်မူစေးရဲ့ချုံမွေးမှုပေါင်းစပ်လိုက်တော့တကယ်ကိုမှအရန်အရာသာရှိလွန်လို့လူကြီးမင်းတို့လည်းလုံတက်သွားပြီဆိုရင်တော့လိုက်လှုပ်စားကြည့်လိုက်တော့နော်နွေရာသီမှာထမင်းချက်စားခြင်းစိမ့်မရှိဘူးဆိုရင်တော့ဒီလိုခောက်ဆွဲတုပ်လေးလိုက်လှုပ်စားကြည့်နော်ချစ်ချင်းဆက်ဆက်လေးနဲ့ရတာရှိပြီးတော့ရေရိုးရှင်းရှင်းနဲ့စားလို့ကောင်းပါလေအရင်ဆုံးခောက်ဆွဲကြောက်ကိုရည်တဲ့ခနာစိမ့်ပြီးတော့ပေါင်းရဲပေါင်းလိုက်ပါမယ် အဲ့လိုဆိုရင်တော့ပူအကျက်လွယ်စီပါလေပေါင်းပြီးတဲ့နောက်မှာတော့စီပူပူတစွန်းဆန်းပေးလိုက်ပြီးရင်တော့တူနဲ့ခောက်ဆွဲတွေကိုဖြာပေးလိုက်ပါမယ်သူတွေကိုတခွာတိမြေမော်လာဥနီမြေမော်လာဥဖြူမြေကျွတ်ဖြူနှုတ်နှုတ်စဉ်ငရုတ်တီမြေဘဲလုံးနဲ့နနံမင်းထဲပြီးအရသာအတွက်ချင်းဆက်ဆော့လေးဆန်းပေးလိုက်ပါမယ်အဲနောက်မှာရိုးရိုးရှင်းရှင်းနေပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ ီလိုလှုပ်ထားတဲ့ခေါက်ဆွဲတုပ်ကချင်းချင်းဆက်ဆက်လေးနဲ့ဂရင်းပွင့်ပြီးတော့မအီပဲစားလို့ကောင်းတာဖြစ်တဲ့အတွက်စားခြင်းနဲ့ဆိုရင်တော့လူကြီးမင်းတို့လည်းနိုင်လို့စားကြည့်လိုက်တော့နော်နကမောင်တီကိုရည်တဲထဲပြီးတော့ကြေအောင်ချီလိုက်တဲ့အခါမုတ်အချိုဆိုင်တွေမှာရောင်းတဲ့ကန်နဝင်အစားစားတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ EG EG နဲ့ Green ပွင့်စေပါတယ်။အရင်ဆုံးဦးရဲရည်1လီတာထဲပြီးတော့နကမောင်တီတလုံးကိုကျွန်တော်လုပ်တယ်လို့မျိုးလက်နဲ့ကြေအောင်ချီပြီးလိုက်ပါမယ်။သူရဲတကြား20ဂရမ်၊ဂျယ်လီမုတ်80ဂရမ်ထဲပြီးတမောင်းဝေပြီးလိုက်ပါမယ်။ ဆူလာတဲ့နောက်မှာတော့မိပေးပြီးတော့ဘန်းနဲ့လောင်းထည့်ပေးလိုက်ပါမယ်။အေးခံပြီးသူ့လိုလိုခဲသွားပြီဆိုရင်တော့ဓာတ်နဲ့အတုံးလေးတွေတုံပြီးတော့စားလို့ရပါပြီ။ဒီလိုလှထားတဲ့ဂျယ်လီကအီကြီးအီကြီးလေးနဲ့မို့လို့လူကြီးရောကလေးပါကြိုက်ကြပါရဲ။လောက်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းနိုင်လို့စားကြည့်လိုက်တော့နော်။